အေးဒီစုတင်လားဒေါ်လာစုတင်လားအဲဟိုပြောရမယ်ဆိုလို့ရှင်တော့ဒါကိုယ့်ရဲ့အပေါ်မှာပဲမူတည်ပါလိမ့်မယ်ဒေါ်လာနဲ့ AED ကိုကျမတို့ဒီတစ်နှစ်ကြကြပေါ့နော်တစ်နှစ်ကြကြကျမချီချီတယ်နှစ်နှစ်လောက်ထီကိုကြည့်ကြည့်လိုက်တဲ့အချိန်မှာဈေးနှုန်းကတိတ်မကွာဘူးရှင်။ဟို AED က3.5 3.5 point အဲ့ဒီမှာနည်း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 ပေါ့3.6ရှင်းမယ်3.55ရှင်းမယ်။အဲ့ဒီလိုမျိုးနဲ့ဒေါ်လာနဲ့ AED ကဒီဈေးကလွယ်အလွန်ဆုံးပြီးခဲ့တဲ့လတွေကဈေးတက်သွားတာ3.6 အာ0.8ဘာညာဒီလောက်ထိပဲဈေးတက်တော့3.68တို့ဘာလို့အဲ့ဒီလောက်ကလွယ်လို့ရှိရင်ဈေးတက်လာတာမရှိဘူးအဲ့ဒီတော့ AET စုပြီးတော့ပတ်စံပွားအောင်လုပ်မယ်ဆိုရင်တော့ဟိုအဲ့ဒီလောက်ထိမပွားနိုင်ဘူးပေါ့နော်ဒေါ်လာနဲ့ AET ချားမှာဒီနိုင်ငံမှာကွာဟချက်တိတ်မရှိဘူးလို့ကျမကတော့မြင်ပါတယ်တကယ်လို့အဲ့လိုမှမဟုတ်ဘဲနဲ့ကိုက ဟိုပတ်စံပွားချင်တာကိုပတ်စံကိုဟိုဒီတိုင်းပဲဘန်ထဲမှာထည့်ထားရင်ဘန်တို့ကဘာမှရတာမဟုတ်တည်တယ်မှလားဒီကဘန်ထဲကိုထည့်လို့ရှင်အဲ့ခါကျတော့အဲ့ဒီပတ်စံကိုကပွားချင်တယ်ဆိုလို့ရှင်เนาะအကောင်းဆုံးကတော့ရွှေဝယ်ပေါ့နော်ရွှေဝယ်တယ်ဆိုတာလည်းမြန်မာပြည်မှာရွှေဝယ်မှာလားဒါမှမဟုတ်ရင်ဒီနိုင်ငံမှာပဲရွှေဝယ်မှာလားဆိုပြီးတော့နှစ်ခုရှိလိမ့်မယ်ပေါ့နော်အဲတကယ်လို့အဲ့လိုမှမဟုတ်ဘူးကိုကဒေါ်လာပဲစုချင်တာဆိုရင်လည်းအေးဒီနဲ့ဒေါ်လာကတော့တိတ်မကွာဘူးဒါပေမဲ့လို့အေးဒီကမြန်မာပြည်ပြန်လို့ရှင်တွဲချောင်းရတာအဲ့ဒီလောက်ထိအဆင်မပြေဘူးပေါ့နော်တကယ်လို့ဒေါ်လာ လာကြတော့မြန်မာပြည်ပြန်ရင်ဒေါ်လာကိုအဲအဲ့ဒီအချိန်ကျမှ AED ပြန်တဲ့အချိန်ကျမှ AED ကိုဒေါ်လာပြောင်းဒေါ်လာဒေါ်လာနဲ့ချိန်ပြီးတော့မြန်မာပြည်ကိုတည်သွားအဲ့ဒါဆိုရင်တော့မြန်မာပြည်မှာဒေါ်လာရောင်းရတာပို့ပြီးတော့ဈေးကောင်းကောင်းရတယ်အဲ့ဒါကတော့ ဟိုအမြတ်ရရတယ်ပေါ့နော်အဲအဲ့ဒီလိုမှမဟုတ်ဘဲနဲ့ကိုကဒေါ်လာကြီးဒေါ်လာကိုဟိုကင်ထားပြီးတော့ဟိုပြန်တော့မှ AED ကနေမြန်မာငွေလဲပြီးတော့သွားချင်တာဆိုရင်ကိုကနှစ်ခါရှုံးဖြစ်လိမ့်မယ်အဲကိုကဒေါ်လာကင်ပြီးတော့ပြန်လာလားဒါမှမဟုတ်ရင်မြန်မာပြည်ကိုဟိုဒီကနေလွှဲပြီးတော့မှပြန်လာလားဒီကလွှဲဖို့စိတ်ကူးရှိတယ်ဆိုလို့ရှိရင်တော့ AED ပဲကင်ရမှာပါဘာလို့ဆို AED ကနေမြန်မာကိုလွှဲတဲ့ဈေးကတော့သူ့ရဲ့အတက်အကျဈေးပေါ်မူတည်ပြီးတော့ဈေးပြောင်းလဲတွေဖြစ်နေတယ်ပေါ့နော်အများရမ်းပဲအဲလွန်ခဲ့တဲ့နှစ်ကမနစ်ကတနစ် ကြော်ကြော်လောက်ကဆိုလို့ရှိရင်ဟိုဟာ AD အာတထောင်ကျော်ကိုမှအဲဘောတရာနဲ့တထောင်နဲ့တရာလောက်ကိုမှမြန်မာငွေကဟိုဈေးကွာတယ်ကွာ 130ကိုတသိန်းအရင်တော့ဖြစ်တယ်ဆိုရင်အခုကျတော့85ကိုတသိန်းပေါ့နော်အဲ့ဒီလိုမျိုးပေါ့ဈေးကအရင်ကိုဟာတယ်အရင်တော့ပြီးခဲ့တဲ့တစ်နှစ်ကျော်လောက်ကလာတဲ့လူတွေကျတော့ဈေးများများပေးပြီးတော့ဒီကိုလာရတယ်ပေါ့နော်အဲ့ဒီတော့လွှဲတဲ့လူတွေကလည်း100ကျော်ပေးမှတသိန်းရတယ်ပေါ့အခုချိန်မှာတော့85 83ပေးတာနဲ့တသိန်းရတယ်ပေါ့အဲ့လိုကွာတယ်အဲ့ဒီခါကျတော့မြန်မာငွေနဲ့ AED မှာကတော့ဈေးအပြောင်းလဲတွေအများကြီးရှိတတ်တယ်ဒါပေမဲ့လို့ AED နဲ့ USD မှာကတော့ဈေးအပြောင်းလဲအဲ့ဒီလောက်မရှိဘူးဒါကိုသိထားဖို့လိုတယ် ကိုက USD ကိုပဲစုပြီးတော့ဗမာပြည်ပြန် USD ကိုပဲကင်ပြီးပြန်มาဆိုရင်တော့ USD ကိုပဲကင်တာပါအဲ AED ကနေမြန်မာငွေကိုလဲဝါပြီးတော့มาပြန်มาဆိုရင်တော့အဲလက်ထဲမှာ AED ပဲကင်တာပါအဲ့တော့ဘာကိုစုရမလဲမေးတယ်ဆိုရင်ကိုအစဉ်ပြေရာကိုစုပါအဲ့လိုမှမဟုတ်ပဲねမြန်မာပြည်မှာရွှေလှမ်းဝယ်ထားပြီးတော့ရွှေစုနိုင်ရင်တော့အကောင်းဆုံးပါရွှေမဟုတ်ရင်မြေပေါ့နော်တခုခုကိုကိုပတ်စံနဲ့နိုင်တာလေးစုနိုင်ရင်တော့အကောင်းဆုံးပဲပေါ့နော်ဒါကတော့အဲ့ဒီလိုမျိုးစိတ်ချရတဲ့လူလည်းမရှိဘူးကိုကဒီ န်းနေပြီးကိုကိုတိုင်းပဲ ကိုကိုကိုအာကိုရမှာကိုပစံကိုဘတော်ကိုပဲစူရမယ်ဆိုတဲ့လူကတော့ဒီနိုင်ငံမှာခုနပထမဗီဒီယိုတွေမှာပြောထားပေးတယ်ရွှေအတုံးဝယ်လို့ရတဲ့နေရာရှိတယ်ဒိုင်နေရာပေါ့နော်ဒီနိုင်ငံရဲ့လူတွေတောင်တော့ဝယ်တဲ့ဒိုင်နေရာပေါ့အဲ့ရွှေအတုံးဝယ်တဲ့ဒိုင်နေရာမှာဝယ်ဝယ်မဟုတ်ဘူးဆိုရင်ရိုးရိုးရွှေရွှေဆိုင်တွေမှာအထည်တွေနဲ့ဝယ်မယ်ဆိုရင်တော့မှာ 80k 22k ဆိုတာရောင်းတဲ့ဆိုင်တွေကအများကြီးရှိတယ်ဒါပေမဲ့လို့သူတို့ကဥမာထားလိုက်တော့အဲဒီကတို့ဘာတို့မှာနေများတဲ့လူတွေဆိုအဲ့ဒီနားမှာရေးထားပါတယ်300ဒီဆွဲကြိုးတကုံအဲ့ 200နဂတ်တစ်ခုပါညာနဲ့900ဆွဲကြိုးတကုံးဆိုပြီးရေးထားတယ်အဲ့ဒီဟာကိုကြည့်ပြီးတော့ဒီ900ယူလိုက်မယ်ဆိုပြီးတော့ယူတာမျိုးမဝယ်ပါနဲ့အဲ့လိုလုံမဲ့အစားကိုကတေချာဈေးကိုမေးပါ900ဆိုတာဘလောက်ဂရမ်ပါတာလဲတစ်ချက်မှာ16ဒသမ3နှစ်ဆိုတာခဏဘေးဖယ်တာပေါ့နော်16ဒသမဆိုတာခဏဘေးဖယ်တာတစ်ချက်မှာ16ဂရမ်ရှိတယ် အဲ့တော့ the grand ကိုဘယ်ဈေးနဲ့ရောင်းတာလဲ 80k 80k ကိုဘယ်ဈေးနဲ့ရောင်းတာလဲ 22k ကိုဘယ်ဈေးနဲ့ရောင်းတာလဲအဲ့ဒါကိုတေချာမေးပါပြီးရင်ကိုယ့်ရဲ့ရွှေအချိန်ကဘယ်လောက်ရှိတာလဲရွှေအချိန်မှာ 8g ရှိတယ်9မူတာပေါ့နော် 8g ရှိတယ်အဲ့ဒီ 8g ကိုသူ့ရဲ့သူကပြောမယ် 80k ဈေးကတော့ဟိုထားလိုက်ပါတော့နော်350ပေါ့350လို့သူပြောရင်ကိုက350အမြောက်ရှစ် မြောင်လိုက်ပါအဲပြီးတော့မှ तू ကအဲ့ဒီထက်ကိုပို့ပြီးတော့900တင်လာရဲဆိုရင် तू အနေနဲ့ရောထွက်လက်ခကိုယူထားတာမျိုးကိုကသိရမယ်အဲ့ခါကျတော့ကိုကသူ့ကိုဈေးစစ်တက်ဖို့လိုပါတယ်နောက်တစ်ခုကရွှေဆိုင်တွေအဲ့လိုမျိုးတတိတတိလေးတွေပြတဲ့ဆိုင်တွေကိုမဝယ်စေချင်ပါဘူးတကယ်ဝယ်မယ်ဆိုရွှေတွေအများကြီးနဲ့အရေးသွေးတွေအယောင်တွေကအစကောင်းတယ်တကယ်ဝင်းဝင်းတောက်နေတဲ့ရွှေဆိုင်ကိုဝယ်တာတော့ကောင်းပါတယ်ဒါပေမဲ့လို့မလာပါတော့ဘာနမယ်ကြီးဆိုင်တွေကိုတော့ဝယ်ရင်တော့ဈေးနည်းနည်းပို့တာတွေရှိတတ်တယ်ဒါပေမဲ့ဟိုစစ်စစ်လို့ရတဲ့အရောတွက်တွေပါ တွေတည်တယ်ဆိုရင်တော့ကိုဝေရတာအဆင်ပြေပါတယ်အဲ့လိုမဟုတ်ဘူးဆိုရင်နောက်ထပ်ဆိုင်နေရာတစ်ခုကိုပြောပြပေးမယ်အဲ့ဒါကတော့ဆက်သွားဘက်မှာရှိတယ်ဆိုင်လည်းကြီးတယ်ရွှေအရည်သွေးလည်းကောင်းပါတယ်เนาะကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ထပ်ပြီးတော့တခြားဗီဒီယိုမှာပြောပြပေးမှာဖြစ်ပါတယ် တကယ်လို့အဲ့ဒီဆက်သွားဘက်ကဆိုင်တွေကိုတိချင်နေဆိုလို့ရှိရင်လည်းကျမရဲ့ချက်ပေါက်ကိုလာခဲ့ပြီနော်ညီမလေးတို့ကိုပြောပြပေးပါမှာဖြစ်တယ်ဒါကတော့ကိုကိုရာရဲ့အထွေကြုံရာကိုအဟိုချိန်ပြီးတော့ဝယ်တတ်ဖို့ကိုစေတနာနဲ့လာပြောပြခြင်းဖြစ်ပါတယ်ကိုတိတလောက်ညှဝေပေးတာပါအာတကယ်လို့ဟိုကိုထပ်ပို့ပြီးတော့တီးတဲ့လူတွေရှိရင်လည်းဒီမှာလာပြီးတော့ပြောပြပေးလို့ရပါတယ်ဟိုတယောက်နဲ့တယောက်တာဟိုကိုကိုလူမျိုးချင်းချင်းဟိုအဆင်ပြေအောင်ညှဝေပေးတဲ့သဘောဖြစ်ပါတယ်ရှင့်ဟို ဆရာကြီးလည်းမဟုတ်ပါဘူးเนาะကျေးဇူးများတင်ပါတယ်